လက်ရှိအချိန်အထိအယောက်20ကျော်ရွေးချယ်ထားပြီးဖြစ်တဲ့ Miss Grand မြန်မာပြိုင်ပွဲနီးကပ်လာပြီပေါ့နော်ဆိုတော့ဒီ Miss Grand မြန်မာကိုဘလောက်ပဲမျက်မှောင်ကျိုးနေပါစေအာဒီ organization အသစ်စီကို fan account တွေအနေနဲ့ရောက်ရှိလာနိုင်တဲ့လမ်းကြောင်း၃ကြောင်းတွေ့တယ်နံပါတ်၁ကကြတော့ comeback လာတဲ့အလှမယ်တွေ ဲဂျင်လောကမှာကျင်လည်ပြီးသားအလှမယ်တွေအနေနဲ့သူတို့မှာ fan အင်အားအထိုက်အသင့်ရှိတဲ့အလှမယ်တွေရှိတယ်။အဲ့ဒီအလှမယ်တွေအနေနဲ့ comeback လာတာတွေ့ရတယ်။ဆိုတော့အဲ့ဒီအလှမယ်တွေကိုအားပေးနေတဲ့ fan တွေအနေနဲ့ Bizgram မြန်မာ organization စီကိုအလိုလိုရောက်ရှိလာမှာဖြစ်တယ်။နံပါတ်2ကကြတော့ တိုင်းရင်သားအလှမယ်တယ်မြန်မာဒီအလှမယ်လောကမှာတိုင်းရင်သားအလှမယ်အရေးအတွက်တော်တော်များများအောင်ရှိတယ် proportion အကြီးအကဲကိုရှိတယ်ဆိုတော့အလှမယ်အစ်စ်တွေပေါ့နော်တိုင်းရင်သားအလှမယ်အစ်စ်တွေကိုဒီတိုင်းသားရေဆိုတာသူတို့ဒီဝေးလံခေါင်ဖျားတဲ့နေရာသူတွေဆိုတော့ကိုယ့်ရဲ့တိုင်းရင်သားကိုချစ်မြတ်နိုးတဲ့စိတ်နဲ့အားပေးကြရတယ်ဆိုတော့တိုင်းရင်သားအလှမယ်တွေကိုအပင်းရဲနဲ့ဒီ fan တွေက Miss Grand Myanmar Organization စီကိုရောက်လာမှာဖြစ်တယ်နံပါတ်3ကကြတော့ artist တွေ makeup artist တွေ designer တွေ crown designer တွေရော ပြောလို့မရဘူးနောက်ပိုင်းဆိုလို့ရှိရင် Mike Sora တောင်မှဒီ Miss Grand Myanmar Organization အသစ်စီကိုရောက်ရှိလာနိုင်ခေါင်းလာနိုင်ခြေရှိတယ်။ဘာလို့လဲဆိုရင်ဒါကဒီကိုတိုင်းရင်သားအချင်းချင်းလူမျိုးဖြစ်နေတာဆိုလို့လေနော်။